မင်္ဂလာပါပြီးကလေးကျွန်တော်နှစ်ရက်သုံးရက်လောက်က channel မှာဗီဒီယိုတွေမတင်ပြပါဘူးဒီကနေ့တော့ကျွန်တော်ပြန်ပြီးတော့တင်လိုက်ပြီပေါ့အဲ့ဒီလိုမတင်ပြတဲ့ဇာတ်ကြားတွေမှာကျွန်တော်ဘာတွေလုပ်နေလဲဆိုရင်တော့ဒီဝါရားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တောက်လျှောက်လေ့လာနေပါတယ်အဲဒီဝါရားရဲ့ပြောပုံဆိုပုံဒီဝါရားဒီလက်ခံထားတဲ့လူတွေရဲ့တွေးပုံခေါ်ပုံကိုကိုပြောရင်တော့သူတို့စကားပြောရင်ထဲ့ပြီးပြောလို့ရှိတဲ့ဥပမာဥပမေးရတွေအားစကျွန်တော်အသေးစိတ်လိုက်ပြီးတော့လေ့လာနေပါတယ် နောက်တစ်ချက်အဓိကကတော့ဗာလေးဆိုရင်တို့ရေထီရဝါရနဲ့ပတ်သက်ပြီးတော့မြင်တဲ့အမြင်တွေနောက်တစ်ချက်တို့ရေမြေဆော့ဗျာရှင်ဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့တို့ရေချင်းကပ်ပုံတို့ရေတွေးပုံခေါ်ပုံတို့ရေသုံးသပ်ပုံပါဠိစလုံးတစ်လုံးကိုတို့ရေနားလည်နိုင်စွာတို့ရေနားလည်ပုံအရိယာတွေအထီကိုကျွန်တော်ဟာ အသေးစိတ်လိုက်ပြီးတော့ကောက်ချက်ချပြီးတော့တို့ကသုတေသနသမားတွေဆိုတော့ကျွန်တော်လည်းပြန်ပြီးတော့သုတေသနလုပ်နေပါတယ် ဒီတော့အဲ့စကြားလေးမှာကျွန်တော်ဗာတင်လိုက်ဖြစ်လဲဆိုလို့ချန်နယ်မှာဒီဝါရနဲ့ပတ်သက်ပြီးတော့လက်ခံကျင့်သုံးကြရတယ်ကျွန်တော်လိုလူငယ်တယောက်လောက်များရှိမယ်ဆိုရင်အာကျွန်တော်နဲ့ကျွန်တော်မသိတာလေးတွေကိုမေးပြီးတော့ဘ ഹു တ္တလေးတွေဖလှယ်ခြင်းပါတယ်ဆိုပြီးတော့ကျွန်တော်ရဲ့ channel မှာတင်ထားတယ်ပေါ့ဒီတော့တချို့တွေကဘယ်လိုဖြစ်ကြလဲဆိုတော့ကျွန်တော်တင်ထားတဲ့စာကိုပဲမဖတ်တတ်ကြတာလားဒီမြန်မာစာရဲ့အတိတ်အနောက်ကိုပဲနားမလည်တာတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ရေးထားတာက ီဝါရကိုလက်ခံတဲ့ကျွန်တော်နဲ့တက်တူရွယ်တူဒီဝါရကိုလက်ခံတဲ့လူငယ်တွေထဲမှာအကျွန်တော်တို့တက်တူရွယ်တူရှိတယ်ဆိုရင်လာခဲ့ကျွန်တော်ဆွေးနွေးခြင်းနဲ့ကျွန်တော်မသိတာလေးတွေမေးခြင်းလို့ပါအဲ့လိုမျိုးကျွန်တော်တင်ထားတာပါဒါကိုတချို့ကဘာတွေမှတ်ထားကြလဲဆိုတော့မင်းနဲ့အဲ့ဒီဆရာကြီးနဲ့ပေါ့နော်အဲ့ဂုရုကြီးနဲ့သွားပြီးဆွေးနွေးပါလားလေတခြားဘုံမင်းရှုံးပါလားရည်ကျင်နေတယ်လားခင်ဗျားတို့ဘာတွေကိုရည်ကျင်တာလဲဆိုတော့ မတို့ဘာသာရေးတစ်ခုကိုချင်းခဲ့တဲ့နေရာမှာဘာသာရေးနဲ့ပတ်သက်ပြီးတော့အမေးဖြေလုံးကြရရတယ်ဆွေးနွေးကြရရတယ်ဆိုတာအနိုင်အရှုံးလို့ခမတို့ထင်နေတာခမတို့လက်ဝဲပွဲတစ်ခုလို့ထင်နေတာတဒကဂျိုးဝိုင်းနဲ့မှာအပြတ်အသတ်တရီမရှိတဲ့ပွဲမျိုးလို့ခမတို့ထင်နေတာခမတို့အတွေးခေါ်အဲ့ဒီလောက်ထိကိုနေတာဘာသာရေးနဲ့ပတ်သက်ပြီးတော့အဖြေရှာကြရတဲ့နေရာမှာအဲ့လိုတွေးလို့မရဘူးဗျာ ဘယ်သူကတော့နိုင်သွားမှာဘယ်သူကတော့ရှုံးသွားမယ်ဆိုတာမရှိဘူးမရှိဘူးကျွန်တော်တို့အဖြေတစ်ခုကိုရှာတာကျွန်တော်ကလည်းကျွန်တော်လက်ခံတဲ့အရာကြီးကိုကျွန်တော်မစွန့်လို့တည်း၍သူမနိုင်ဘူးဟုတ်တယ်မလားသူကလည်း तू လက်ခံထားတဲ့အရာကြီးကိုမစွန့်လို့တည်း၍ကျွန်တော်လည်းမနိုင်အောင်ဒါအနိုင်ရှုံးဆွေးနေတာမဟုတ်ဘူးဒီဆွေးနွေးခြင်းကနေတခြားတခြားသောလူတွေဘ ഹു တုတရဖို့အတွက်ကပိုပြီးရည်ကြီးတယ် နော်အဲ့တော့အနိုင်ရှုံးကြောင့်ကျွန်တော်တွေးကျင်တာမဟုတ်ပါဘူးကျွန်တော်မသိတာတွေများတယ်သူတို့ဘာသာနဲ့ပတ်သက်ပြီးကျွန်တော်တွေးလိုက်ခေါ်လိုက်တယ်ပေါ့နော်အပိုင်သူတို့တွေးလိုက်ခေါ်လိုက်တယ်သူတို့ရဲ့စဉ်းစားသုံးသပ်ပုံတွေကိုကျွန်တော်နားထောင်နေရတချို့ဘိုင်းတွေမှာကျွန်တော်ရည်လဲရည်ကျင်တာတချို့ဘိုင်းတွေမှာကျွန်တော်လိုက်လို့လည်းမမီးလိုက်လို့မမီးဆိုတာကျွန်တော်ညံရင်မမီးလို့မဟုတ်ဘူးဒီဟာလေးကဒီလိုတွေးလို့ရရဲ့ဒါနဲ့ဘာကြောင့်သူတို့ဟိုလိုတွေးနေတာလဲပေါ့တချို့ဟာလေးကြပြန်တော့လေအော်ဒီဟာက ဟိုလိုတွေးရမှာလေဘာကြောင့်သူတို့ဒီလိုတွေးနေတာလဲပေါ့ကျွန်တော်အဲ့လိုမျိုးခဏခဏသူတို့ရဲ့ပြောနေတယ်ပေါ့နော်စကလုံးတိုင်းစကလုံးတိုင်းမှာကိုကိုပြောရင်သူတို့ပြောတယ်ဥပမာဥပမေရတွေဟာစကျွန်တော်နားထောင်ပြီးတော့သဘောကျတယ်ရည်လဲရည်ကျင်တယ်သူတို့ရဲ့ဒါသုံးသက်တဲ့ပုံနဲ့ပတ်သက်ပြီးတော့ခံယူချက်တစ်ခုကိုဒါဆွေးနွေးထားကြတဲ့အထဲမှာဆိုရင်လေအဲ့ဒီဟာပုံကိုတယောက်ကဘာဥပမာပြီးလဲဆိုတော့အနာရိကတိုက်မှာရှိတယ်ဒီပင်ကွင်းလို့ဘာလို့ပေါ့ဗျာ ီလိုမျိုးအေးအရန်အေးတဲ့ဒေတာကြီးဒီမှာအရန်အေးတဲ့နေရာကြီးဒီမှာအေးတကူဒီ minus t ပြထားတဲ့နေရာမျိုးတွေမှာနေနိုင်တဲ့ဒီပင်ကွင်းခတ်တွေနဲ့ဥပမာပေးပြီးတော့တို့ကပြောကြရပြနားနားလည်လားမသိနားမလည်လားကျွန်တော်ထပ်ပြပြမယ်ငရဲနဲ့ပတ်သက်ပြီးတို့ဥပမာပြတာငရဲပြီးဆိုတာကလည်းငရဲဦးရေရေရေရပေါ့နော်ဒီ ်တရေပူတွေလို့ပြောကြတာကိုဒီရေတွေကပူလဲမပူလောက်ပါဘူးလေသူတို့အတွေးပေါ့နော်ပူလဲမပူလောက်ပါဘူးလေဘာကြောင့်လဲဆိုတော့လေအာကျွန်တော်တို့တာမန်လူတွေတောင်မှနေဖို့မဖြစ်နိုင်နဲ့ပေါ့နော်ကျွန်တော်လူတွေဆိုရင်နေလို့မရတဲ့ဒီအနာဒီကတိုက်ကအေးခဲနေတဲ့ဒေသတွေမှာနေနိုင်တဲ့တတ္တဝါတွေရှိတယ်လေးလေဥမာဆိုပြီးငွေငတ်တို့ဒီလိုတွေရှိတယ်ဆိုတော့လေဒီငရေအိုးတွေထဲမှာနေကြတဲ့လူတွေကလည်းပူမမဟုတ်ဘူးပေါ့သူတို့ကဒီပင်ကွင်းငတ်တွေရေခဲတွေမှာနေနိုင်တယ်လို့အငရေပြီမှာရှိတဲ့ငရေသားကြီးတွေကအပူတန်တွေကို ီပင်ကွင်းငယ်တွေကရေခဲတွေကိုခံနိုင်တယ်လို့ဒီလိုမျိုးလို့တို့ကတွေးချင်တာဒီကျွန်တော်ပြန်စဉ်းစားမိတာပေါ့နော်အဲ့မှာအဲ့ဗီဒီယိုကိုမိတ်ဆွေတို့တွားပြီးတော့နားထောင်မှုတဲ့လူဆိုသိလိမ့်မယ်ကျွန်တော်အဲ့နေရာလေးကိုရောက်တော့ရည်ချင်တာတဲ့လားမနေရင်းနာရတယ်အဲ့ဒီအပြောကိုဒါကသူ့ရဲ့တပည့်လို့သူကပြောတာဒီချိန်မှာဂုရုကြီးကဒီအပြောကိုသူကတိတ်လက်တင်မခံဘူးဘာကြောင့်လက်တင်မခံတာလဲဆိုတော့သူကတခွက်ချုံမြင်တယ်လေသူပြောနေတဲ့အခိုက်မှာကျွန်တော်ကလည်းအဲ့ဒီအခွက်ကိုချုံမြင်တယ်လို့အဲ့ဒီဂုရုကြီးကလည်းမြင်တယ် ဒါကျွန်တော် तू နဲ့ level လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးเนาะကျွန်တော်မြင်တယ်လို့ तू လည်းမြင်တာပြောချင်တာဒီလိုမျိုးတွေတော့မပြောတင်ပါဘူးလေသူဆရာပြန်ပြောတာဘာဖြစ်လို့လဲဆိုတော့အော်ခမရတို့လည်းမရောက်ဘူးတလို့အဲကျွန်တော်လည်းမရောက်ဘူးလို့ပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲလို့ဒါသူ့ရဲ့ဆရာကပြောတဲ့ခါကျတော့ဒါရီရဲ့တက်တီထောက်ထားတွေရှိတယ်ပေါ့နော်သူတို့နှစ်ယောက်နေအဲ့မှာသူတို့ဝါရနည်းနည်းကွဲချင်နေပြီ ဒါရီတက်တီထောက်တာတွေရှိတယ်ဒီကနေ့ခေတ်မှာတကယ်ရှိကြရည်ကျွန်တော်တို့ YouTube မှာရှိကြည့် Facebook မှာကြည့်ကြည့်ရိုက်ရှာလိုက်ရင်ဒီဟာတွေကတွေ့ရတာပဲလေဟုတ်တယ်ဗျာဒီပင်ကွင်းကတည်းရေခဲတွေလူတွေသွားနေတရက်လောက်နေတည်မဲ့နေရာတွေမှာသူတို့နေနိုင်တယ်ပေါ့ဒါကိုဆရာကြီးကကြတော့အဲ့လိုမျိုးဥပမာတွေနဲ့ဒါမှပြောတင်ဘူးပေါ့ဆရာကြီးကပြန်ပြောချင်တာကတကယ်ပြောတင်တာကကျွန်တော်တို့ဟာလူတွေနဲ့အနည်းဆုံးမှရှိတဲ့လူပေါင်းအတွင်းရဥပမာတွေနဲ့ပဲပြောရမှာတော့လက်လက်မိတဲ့ဥပမာတွေပဲပြောရမှာလို့ပြောချင်တာ သူမေးတဲ့ဥပမာကပြည့်စုံတယ်လို့လို့နဲ့တကယ်တော့မပြည့်စုံဘူးဆိုတာကိုကျွန်တော်လည်းပြောပြလိုက်တယ်။အဲ့ဒါကရေခဲလीနော်ငရဲပြည်မှာရေခဲတွေရှိတာမှမဟုတ်တာ။ဟုတ်တယ်လား။ငရဲပြည်မှာရေခဲကြီးမရှိဘူးလေ။ကျွန်တော်ဟိုငရဲပြည်မှာရေခဲတောင်ကြီးပေါက်နေတယ်လို့ပြောတယ်ဘယ်နှခါကြားဘူးလဲ။ဟမ်။ရေထဲမှာရှင်တန်နိုင်တဲ့အရာတွေအများကြီးရှိတယ်ဟုတ်တယ်မလား။ဟုတ်တယ်နော်။ ရေထဲမှာရှိတဲ့တတ္တဝါတွေတရိစ္ဆန်ပေါင်းပြီဆိုတာဂရီချီပြီးရှိတာလေဟုတ်တယ်နော်ဒါလည်းသိခံရမှာဒိဗ္ဗနီးကြပြီးပြီးစိုက်တဲ့နီးကြပြီးပြီးအကုန်လည်းသိခံလို့ရတယ်မိတောင်ထဲမှာရှိတဲ့တရိစ္ဆန်ကြီးကြတော့ဘယ်နှကောင်လောက်တွေ့ဘူးလဲတွေ့ဦးလားပဲကျွန်တော်မေးရပါမိတောင်နေလေခဏခဏတွေ့ကြတာပဲဒီလေဒီချင်းကြီးလည်းကဘာဝန်နာမည်ကြီးဆုံးမိတောင်နေများကြီးတယ်အဲ့ဒီမိတောင်နေထဲမှာများတရိစ္ဆန်တကောင်က အဲ့မီးရိုးတွေကနေဝုန်းဆိုထွက်လာတယ်လို့ပါတော့တွေ့ဘူးလားတွေ့ဘူးရလားကြားဘူးလဲကြားလားဥပမာဥပမေယဘေးတွေဆိုတာကဘေးထဲမှာဘေးရတာဗျဒါကျွန်တော်အဲ့ဒီတစ်ဖက်ကလူကိုတိုက်ခိုက်တာမဟုတ်ဘူးသူတို့ရဲ့တွေးပုံခေါ်ပုံတွေဟာတချို့ယာရီမှာအများကြီးလိုသေးတယ်ဆိုတာကိုကျွန်တော်တွေးမိတာကျွန်တော်အဲ့ဒီမှာနောက်ထောင်နေရင်လည်းတလားအင်းအဲ့ဒီတစ်ဖက်ကပြန်ပြောရင်ကျွန်တော်တို့တည်းဆိုရင်တော့အကူရွယ်လောက်ရှိမလားဦးလေးရွယ်လောက်ရှိမလားမသိဘူး ျွန်တော်လည်းဒါအတိအကျချာချာတော့မသိပါဘူးနာမည်တော့ကျွန်တော်မှတ်မထားပါဘူးထားပါတော့အကူရွယ်ပဲထားပါတော့အဲ့ဒီကိုဆိုလို့ရှိရင်သူ့တွေးပုံခေါ်ပုံနေကျွန်တော်တချို့ဟာတနာမိတယ်တလားတနာပေတယ်သူ့အတွေးခေါ်ဟာအဒီတော့ဝရရဲ့စာပေတွေကိုကျွန်းညံ့ချင်းချင်းလေ့လာဘူးမယ်တကယ်ဆရာတော်တမတော်ကြီးတွေနဲ့နီနီကက်ကက်သာဆရာတခါအနေနဲ့နေရထိုင်ရမယ်ဆိုသူ့အတွေးတွေတော်တော်မိုက်တကယ်မိုက်ရောသူ့အတွေးတွေလीအ ပြီးတော့သူစကားပြောနေရင်တချို့ຢာလေးတွေမှာကျွန်တော်ဟောလေယူလေသိန်းလေးတွေနဲ့လေးလေးနက်နက်ပြောနေတဲ့စကားလုံးအနစ်အမြင့်လေးတွေကျွန်တော်ကြည့်ရတာဒီကာလာတုံးလေးတွေကိုကျွန်တော်အဲ့လောက်ထိအသေးစိတ်နားထောင်လာကြည့်လိုက်ရတဲ့အခါမှာတချို့အချက်လေးတွေကိုအသူကိုယ်တိုင်လေးဘဝင်မကြဘူးလို့ကျွန်တော်အတွေးထဲမှာမြင်နေတယ်တချို့နေရာလေးတွေမှာသူလေတန်လေးနည်းနည်းမာသွားတာတို့တချို့နေရာလေးတွေမှာအမ်စိတ်မပါတပါနဲ့အမ်ဟုတ်ကဲ့တို့အဲ့ အဲ့လိုမျိုးပြောလိုက်ရတဲ့အပိုင်းတွေကိုကျွန်တော်သွားတွေ့တယ်ဒါသူတို့ရဲ့32ပုံနဲ့ပတ်သက်ပြီးတော့နှစ်ယောက်ဆွေးနွေးထားတဲ့ဗီဒီယိုဖိုင်ထဲမှာပဲကျွန်တော်နားထောင်ရတာဒါဒီတစ်ဖိုင်ထဲကိုကျွန်တော်မြင်လိုက်ရတဲ့အတွေ့အလီခဏလေးပဲတနာကြီးကြော်ကြော်လောက်နေတွေ့တယ်အဲ့လောက်လေးတော့ရှိမယ်ဒီတော့ကျွန်တော်ပြောပြချင်တာကကျွန်တော်အဲ့လိုလူတွေနဲ့ကျွန်တော်ဆွေးနွေးခြင်းတယ်ဗျကျွန်တော်မသိတာလေးတွေပေါ့နော်ကျွန်တော်မေးကြည့်ခြင်းတယ်ဟိုသူတို့ခံယူထားတဲ့ဒီရဲ့ယူဒီမှာပေါ့နော်ဘယ်လောက်ထိတောင်မှသူတို့ တွေးထားလဲသူတို့ပြောတဲ့နိဗ္ဗာန်ဘယ်လောက်နီးလဲအတမလွန်ဘဝတွေကိုဒါသူတို့တွေဘယ်လိုခံယူထားလဲပေါ့နော်ဓာတ်ရိုက်ပြောတာကျွန်တော်လိုချင်တာဗျာသူတို့တမလွန်ဘဝနေဥပမာဆိုမရှိဘူးလို့ခံယူထားတယ်ဆိုရင်လဲကျွန်တော်အဲ့ဒါလေးကြားချင်တာသူတို့ဘာသာပြောနေတာကျွန်တော်မကြားချင်ကျွန်တော်လာမီးပြောတဲ့အကျွန်တော်လည်းဓာတ်ရိုက်ပြောနေတဲ့အချိန်မှာအဲ့လိုလေးပြောတာကိုကျွန်တော်ကြားချင်တာအဲ့လိုကြားပြီးဆိုတော့မှကျွန်တော်တို့မေးခွန်းလေးတွေမေးလို့ရမှာဟုတ်တယ်မလားကျွန်တော်နွားចောင်းသားလို့သတ်မှတ်လို့ရတယ်ဗျာ ဆိုတော့เนาะကျွန်တော်နွားចောင်းသားဒီမေးခွန်းတွေကိုကျွန်တော်မေးတာလေးတွေကိုဖြေပြီးမဲ့ပုံကိုယ်တွေကဖះအောင်အမေးနွားចောင်းဖြေဖះအောင်ဆိုတာရှိတယ်ကျွန်တော်တို့ဒီဘုရက်စာပေတွေမှာကျွန်တော်နွားចောင်းသားလေးတွေလို့သဘောထားပြီးတော့ကျွန်တော်မေးတာလေးတွေကိုဖြေနိုင်ပြီဆိုရင်ကျွန်တော်ကိုယ်တိုင်မိုးဖျားယူဝါဒကိုယူမယ်ကျွန်တော်ကိုယ်တိုင်လက်သက်ခံမယ်ဒီ channel မှာကျွန်တော်ပြန်ကြည့်ကြမယ်ကျွန်တော်ဟာထေရဝါဒကိုလုံးဝသွန့်လွှတ်လိုက်ပါပြီ။မိုးပြဝါဒကြီးကိုပဲကျွန်တော်လက်သင့်ခံပါမယ်ဆိုပြီးကျွန်တော်ကြင်ညာမယ်။ဒီ channel မှာ ကျွန်တော်မေးအောင်ဖြေနိုင်ရမယ်ဒါပဲမဲ့ကျွန်တော်မေးသမီးက question နေကျွန်တော်ပြန်မမေးနိုင်နေနော်ကျွန်တော်မသိလို့မေးတာနွားကြောင်သားတယောက်အနေနဲ့ပစတဲ့ကြီးကရှောက်မေးမှာပဲဟုတ်တယ်မလားဒါပေမဲ့ပေါက်ပန်းလေးစက်ကြီးကျွန်တော်မမေးဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဗုဒ္ဓစာပေတွေလေ့လာနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါက်ပန်းလေးစက်ကျွန်တော်မမေးဘူးကျွန်တော်မေးတာတွေကိုဖြေနိုင်ပြီကျွန်တော်ကိုယ်တိုင်ဒီဝါရသောက်တော့မှာဒီတော့ဝါရကြီးဘာလို့တော့မှလဲကွာငါမိုးပြပဲကိုယ်ွယ်တော့မှာဆိုပြီးအဲ့လိုမျိုးကျွန်တော်အတီလင်းတက်ပြောပြီးဆွတ်တော့မှာအဲ့လိုမျိုးကျွန်တော်မေးသမျှတောက်လျှောက်မှလဲကျွန်တော်ဒီ channel လေးမှာလွှင့်ပေးခြင်းတယ် ကျွန်တော်နဲ့ရွယ်တူလေးတွေအဲ့လိုရှိကြမလားမသိဘူး။အဒီနယ်လေးမှာနောက်တစ်ခုပြောချင်တာပါလဲဆိုတော့ဘာကြောင့်ကျွန်တော်အသက်ကြီးတဲ့လူတွေနဲ့မပြောချင်တာလဲဆိုတော့ဂုဏဝေရရှိလို့ကျွန်တော်တချို့ဟာလေးတွေပြောလိုက်လို့သိတယ်မလားတစ်ဖက်လူရဲ့စိတ်ထဲမှာခုသွားတာတော့အကုသူဖြစ်သွားတာတော့မျိုးဆိုကျွန်တော်အဲ့လိုမျိုးငရဲကြီးမခံချင်အရွယ်တူဆိုကျွန်တော်မကြောက်ရအောင်ဒီဝါရကိုလက်ခံနေလို့ဘာလို့မဆိုလာခဲ့အာအခုလို့ရှိပါရဲ့ညီလေးညီလေးမေးချင်ရပါတယ်ဆိုကျွန်တော်တကယ်မေးပါဗျာတကယ်မေးပါနော် ဘယ်လိုလဲရှိတယ်ဆိုရင်ဒါကျွန်တော်ဘက်ကဖိတ်ခေါ်ပါတယ်ဒီဝါရကိုလက်ခံကြရတဲ့ဒီ genius တင်းနဲ့ကျွန်တော်စကားအနေနဲ့ပြောကြည့်ချင်ပါတယ်ကျွန်တော်မသိရဲ့အပိုင်းဒီဒီဝါရတွေမှာများလို့ပါเนาะများလို့ပါကျွန်တော်မေဂျီလူရဲ့အထဲထဲမှာဒီဝါရနဲ့တီးကြရတဲ့ဒါအကူတွေအမတွေများရှိမလားရှိကြရဲဆိုလို့ရှိရင်ဘယ်လိုဆက်သွေးရမလဲကျွန်တော်တို့ဒါ online ကနေစကားတွေပြောကြမှာပေါ့နော်ဟိုဖုန်းနဲ့တော့ပြောလို့မရဘူး ။ဘာကြောင့်ပြောလို့မရလဲဆိုတော့အားလုံးသိတာပဲလက်ရှိချိန်မှာကျွန်တော်မြန်မာပြည်မှာမဟုတ်လို့ပါ။နော်။ဒါကြောင့်ကျွန်တော်တို့ဒါ online ကနေဖုန်းနဲ့စကားပြောကြမယ်လी။နော်။စကားတွေပြောကြပြီးတော့မိကုန်းနေမိကြဖြေကြ။ကျွန်တော်ပြောရရှင်လေးဒီဝါရကိုကျွန်တော်မိတာတွေဖြေနိုင်တကယ်လက်လွတ်မယ်။တကယ်လက်လို့မယ်ရုပ်တရုပ်သားရှိရှိနေတော့ဖြေရမှာနော်အဲ့လိုမျိုးပဲနေဘာထောက်ထားမှမရှိဘူး ဘာတွေးခွန်မှလည်းမရှိဘဲနဲ့တည်တယ်မလားအရက်သုံးစကားတွေနဲ့တော့ကျွန်တော်ကိုလာပြီးပြောလို့မရအောင်အဲ့လိုဆိုတော့ခွာမှာဗျအဲ့လိုဆိုခွာမှာเนาะဟုတ်ပါပြီကျေးဇူးပါသမရဝေကမ်းမအောင်အားလုံးအဆင်ပြေကြပါစေဗျ